မလိုင်စင်ရပြီးအမှန်ကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုရှင်းပြပြတော့မှာဖြစ်ပါတယ်။အဲကျမတို့အမှန်ပြင်ဆင်မယ်ဆိုရင်ကျမတို့ approve နဲ့ရပါမယ်။အဲ့မှာကျမကတော့ testing ဖြစ်တဲ့အတွက်ပေါ့နော်ကျမ testing ID ကိုပဲကျမပြင်ပြပေးသွားမှာပါ1339ကိုကျမ example ပြင်ပြပေးသွားမှာပါ ဲ့မှာဆိုရင်ကျမတို့အမန်းပြင်မယ်ဆိုရင်ဒီမှာအမန်းဆိုတဲ့စာသားလေးပေါ်တယ်ပေါ့နော်အဲ့ဒါကိုကျမတို့နှိပ်ပေးရမှာပါနှိပ်ပေးတဲ့အခါမှာဒီမှာ Suno application ID ဒါကတော့ MGMA မှာအာ MGMA က ID ပေါ့နော်1333ဆိုတာကဒါကတော့အာ license number ပေါ့နော်ခုကျမပြင်ပြပေးသွားမှာကတော့ country web ဝင်ဆိုင်နဲ့ country of origin ပေါ့နော် country web ဝင်ဆိုင်ကိုပို့တော့လို့တင်လို့လဲခေါ်ပါတယ် ခုဆိုရင်ကျမကကန်တီဝက်ဝင်ဆိုင်ခေါ်ပုဒ်တော်လူတင်ကိုပြင်ပြပေးသွားပါမယ်။ကျမပုဒ်တော်လူတင်ကိုပြင်မယ်ဆိုရင်ပုဒ်တော်လူတင်ကိုရွေးရမယ်ပြီးလို့ရှိရင်ကျမ add ကိုနှိပ်ရမယ်ပေါ့နော်။အဲ့တော့အဲ့ကိုနှိပ်တဲ့အခါမှာကျမတို့အဲဒီလိုပုံစံလေးပုံလဲပေါ့နော်ဒီနိုင်ငံတွေကဆိုရင်ဒီစက်ရုံတွေအနေဖြင့်ပေါ့နော်အာ license လျှောက်တဲ့အခါမှာပါဝင်တဲ့နိုင်ငံတွေဖြစ်ပါတယ် မိမိပြင်ဆင်လိုတဲ့နိုင်ငံကိုပေါ့နော်ဒီဘက်မှာပြန်ပြီးတော့ထက်ထက်ပေးရမယ်အဲဒီမှာဆိုရင် China Japan Korea Republic နဲ့ Malaysia ပါတယ်ဆိုရင်ကျွန်မကစင်ကာပူကိုထပ်မံထည့်သွင်းပြင်ဆင်မှာဖြစ်တဲ့အတွက်စင်ကာပူကိုထပ်ပြီးတော့ကျွန်မတို့ရွေးပေးရမှာပါတခုပြောချင်တာကစင်ကာပူကိုထပ်ပြီးတော့ပြင်ဆင်မှာဖြစ်တဲ့အတွက်မလို့လဲကျန်တဲ့အရင် license နဲ့မှာပါတဲ့နိုင်ငံတွေကိုလည်းထည့်ပြီးတော့ရွေးပေးရမှာပါ ါကတော့ကျမကစင်ကာပူကိုထည့်သွင်းပြင်ဆင်တဲ့အတွက်မလို့ကျမကအာစင်ကာပူရွေးပေးလိုက်တာပေါ့နော်အဲဒါကတော့ထည့်သွင်းပြင်ဆင်တာပေါ့နော်အကယ်၍စက်ရုံနေအနေဖြင့်အဲဒီလိုင်းဆက်လျှောက်တဲ့အခါမှာမလေးရှားကိုဟိုပို့ပြီးတော့လျှောက်ခဲတယ်မှားပြီးတော့လျှောက်ခဲမိတယ်ဆိုရင်လည်းကျမတို့အပြန်ပြီးတော့ပြင်ဆင်ခွင့်ရပါတယ်အဲဆိုရင်ကျမမလေးရှားကိုလည်းမထည့်တော့ပါဘူး အဲ့ဒါဆိုရင်တော့ကျမကမလေးရှားကိုမှားပြီးတော့ပိုလျှောက်ခဲ့ဖြစ်တဲ့အတွက်မျိုးကျမတို့မလေးရှားကိုထည့်မထည့်တော့ပါဘူးဒါဆိုရင်တော့ကျမတို့ပုတ်တော့လုတ်တင် country of origin ပြင်ပုံပြင်နေပါနောက်တစ်ခုကျမ import item ကိုပြင်ဆင်ပုံပြင်နေကိုပြောပြပေးသွားမှာပါ import item ပြင်ဆင်မယ်ဆိုရင်ကျမ import item ကိုရွေးရမယ် import item ရွေးပြီးလို့ရှင်ကျမ add ကိုနှိပ်ရမယ် add ကိုနှိပ်လိုက်တာ ਨੇ ဒီမှာဆိုရင်မိမိ license လျှောက်ခဲ့တဲ့ import item အရေးအတွက်ဒီကြလာမယ်ပေါ့နော်မိမိက item 20ရှာခွဲရင်20ကြမယ်36ခွဲရင်တော့30ကြမယ်ပေါ့နော်ခုကျွန်မ import item ကိုပြင်ပြပေးပါမယ်မိမိပြင်ဆင်လိုတဲ့ import item ကိုရွေးပေးရမယ်ပြီးလို့ရှိရင်ကျွန်မတို့ add ကိုနှိပ်ပေးရမယ် add ကိုနှိပ်ပေးတာနဲ့ကျွန်မတို့ဒီပုံစံလေးကြာလာမယ်ပေါ့နော်ဒီပုံစံလေးကြာလာတဲ့ မိမိပြင်ဆင်လိုတဲ့ item ကိုကျမတို့အမှန်ကြီးချစ်ပေးရပဲပေါ့နော်အခုဆိုရင်ကျမက import item တရားခိုင်နှုန်းကိုတွင်ကိုပြမဖြစ်တဲ့အတွက်ကျမတရားခိုင်နှုန်းကိုတွင်ကိုအမှန်ကြီးချစ်ပေးလိုက်မယ်အဲ့ဒါဆိုရင်ဒီမှာမိမိပြင်ဆင်လိုတဲ့ import item ကိုပြန်လည်ရိုက်ထည့်ပေးရမှာပေါ့နော်ကျမကတော့ example ရိုက်ထည့်ပေးပါမယ် ါကတော့ info item ပေါ့နော်ပြင်ဆင်ပုံပြင်ဆင်နည်းပါတခုကကျွန်မက input item ရဲ့အဲ unit ပေါ့နော်မှာယူခဲ့ရင်ဘယ်လိုပြင်ဆင်မလဲဆိုတာပြောပြပေးသွားမှာပါမိမိပြင်လို့မဲ့ input item ကို input item ကိုရွေးပေးရမယ်ရွေးပြီးလို့ရှိရင်ကျွန်မတို့ add ကိုနှိပ်ပေးရမယ် import item ရွေးပြီးတော့ကျမတို့ပြင်ဆင်လို့မယ်အဲဒီမှာ import item ကိုကျမပြန်ရွေးပေးမယ်ကျမကတော့ example အနေနဲ့ပေါ့နော်အမားများလေးရှိတယ်ကျမ thread ကိုရွေးပြပေးသွားမှာပါ thread ရွေးမယ်ရွေးပြီးလို့ရှိရင်ကျမ add ကိုနှိပ်ပေးရပါမယ်အကူနေတာနဲ့ကျမဒီပုံစံလေးကြာလာမယ်ပေါ့နော်ဒီပုံစံကြာလာတဲ့အခါမှာအဲကျမက ယူနစ်ကိုပြင်မာဖြစ်တဲ့အတွက်ကျမကယူနစ်အကွက်ကိုနှိပ်ပေးရမယ်အမှန်ကြီးချစ်ပေးရမယ်ပေါ့နော်အမှန်ကြီးချစ်တဲ့အခါမှာကျမလိုအဲဒီမှာမိမိပြင်ဆင်လို့တဲ့အမှန်ယူနစ်ကိုပြန်ပြင်ပေးရမယ်ပေါ့နော်ဒါကတော့ကျမကတော့ဒီဟာ example မျိုးပေါ့နော်ပုံမှန်ဆိုရင်စက်ရုံလေးမှားနေမှားတဲ့ရှိတာကအာ in point မှာမီတာနဲ့ unit ကိုပြထားလဲအမှန်တကယ်ဆိုယူနဲ့ပြရမှာပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ဒီ online နေမှာဆိုရင် အဲမီတာနဲ့ပြထားတာဖြစ်လိဖြစ်တာရှိပေါ့နော်တကယ်ဆိုရင်တော့ဒါလေးကယူနဲ့ပြမှာပါကျမ example မျိုးဒီနားမှာယူဖြစ်နေမှာပေါ့နော်အဲ့ဒါဆိုရင်ကျမကဒီမှာအမှန်ပြန်ပြင်ပေးရမယ်ပေါ့နော်အဲ့ဆိုရင်ဒါကတော့ input item ရဲ့ unit ပြင်ပုံပြင်နေပါနောက်တစ်ခုပြောပြပြသွားမှာကတော့ဒီ input item ရဲ့ပေါ့เนาะကျွန်မဟာ တခါတရံမှာစက်ရုံလေးမှားလိမ့်မှတဲ့ရှိတယ်ပေါ့နော်အဲ input item ရဲ့ total CIF amount ကတော့မှန်ပြီးတော့ကျွန်တော်တို့ typing error ကြောင့်ပေါ့နော် input item ရဲ့ total price တွေမှာမှားလိမ့်မှတာရှိတယ်ပေါ့နော်အဲ့ဒီအရဆိုရင်တော့ပြန်ပြင်ဆင်ခွင့်ရှိပါတယ်အကယ်၍ total CIF amount ကိုတော့ပြင်ဆင်ခွင့်မရှိပါဘူးပေါ့နော်။ typing error ကြောင့် input item ရဲ့ total price အမှားတာကိုကိုပြင်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါဆိုရင် input item input item ရဲ့ကျွန်မတို့ဒီပြင်မဲ့ input item ကိုရေးပြရမယ်။ဒါဆိုရင်ကျွန်မ example main label နဲ့ရေးပြပါတော့။အဲဆိုရင်ကျွန်မက main label ရေးမယ်ရေးပြီးရှင် add ကိုနှိပ်မယ်။အကုန်လေးတော့ねကျမဒီပုံစံလေးကြာလာမယ်ပေါ့နော်ဒီပုံစံလေးကြာပြီဆိုရင်ကျမပြင်ဆင်လို့မယ်ဒီ typing error ကြောင့်မှားသွားတယ် input item ရဲ့ total price ပေါ့နော်အဲ့ဒါဆိုရင်ကျမက input item ရဲ့ total price ကိုပြင်မယ်ဆိုရင် total price နေရာမှာကျွန်တော်ခန့်ကြည့်ချစ်ပေးရမယ်။ typing error ကြောင့်မှားတဲ့ပုံစံမျိုးကျွန်မပြန်ပြင်ပေးမယ်ပေါ့နော်။ဒါကတော့စရုံလေးဒီ typing error ကြောင့်ပေါ့နော် input item ရဲ့ total price ကိုပြင်တာပါအကယ်၍ CIF amount ကိုပြင်မယ်ဆိုရင်တော့ပြင်ဆင်ခွင့်မရှိပါဘူးပေါ့နော် ဒါကတော့ပုတ်တော့လိုတင်ကန်ထရော original နဲ့အဲဒီမှာလိုဒီ input item ပြင်ပုံပြင်းနည်းကိုပြောပြပေးသွားတာပါကျမတို့မှာပြီးတော့ပြင်ဆင်ခဲ့မယ်ဆိုရင်လည်းကျမတို့ဒီအားလေးကိုပြန်ဖြတ်ခွင့်ရှိပါတယ်ပြန်ဖြတ်လို့လည်းရတယ်ပေါ့နော်အဲဒါဆိုကျမပြန်ဖြတ်ပြတာပါကျမတို့ဒီပုတ်တော့လိုတင်တဲ့ Gantry Origin ် import item ပြင်ပြီးသွားပြီဆိုတော့ကျွန်မဆယ်လာ country ကိုပြင်ပြပေးသွားမှာပါဆယ်လာကန်ထူးကိုပြင်မယ်ဆိုရင်ကျွန်မဆယ်လာကန်ထူးကိုရွေးပြီးသွားပါပြီရွေးလို့ရှိရင်ကျွန်မအက်တကိုနှိပ်မယ်အက်ကိုနှိပ်တာနဲ့ကျွန်မလို့ဆယ်လာကန်ထူးကိုပြင်မယ်ပေါ့နော်ဆယ်လာကန်ထူးကိုပြင်မယ်ဆိုရင်ကျွန်မလို့နိုင်ငံကိုတော့ပြင်ဆင်ခွင့်မရှိပါဘူးနိုင်ငံဝင်မှကျွန်မတို့ type in error ဆိုတာကပြင်ပြင်ဆင်ခွင့်ရှိတာပေါ့နော် invite တွေမှာအဲကျမတို့ typing error တွေမှားနေမှာဒါရှိပါတယ်အဲအကြောင်းလို့ typing error တာပြင်ဆင်ခွင့်ရှိတာပါနိုင်ငံတော့ပြင်ဆင်ခွင့်မရှိဘူးပေါ့နော်ကိုဥပမာအားဖြင့် CHINA ကို invite မှာ CHIN နို့ရွေးမိရင်တော့ကျမတို့ typing error ကြောင့်မှားတဲ့အမှားမလို့ပြင်ဆင်ခွင့်ရှိပါတယ်အဲ့ဆိုရင် a message ina ကိုကျမတို့ပြန်ရိုက်ပေးပါမယ် ဒါကတော့ဆယ်လာ country ပြင်ပုံပြင်နေပါအခုကျမနောက်တစ်ခုပြမှာကတော့ဆယ်လာနေပေါ့နော်ဆယ်လာနေကိုပြင်မယ်ဆိုရင်ဆယ်လာနေကိုရွေးပေးရမယ်ပြီးလို့ရှင်ကျမတို့ add ကိုနှိပ်ပေးရမယ်အခုနေ့တိုင်းကျမတို့ဒီပုံစံကြလာမယ်ပေါ့နော်ဒီပုံစံကြလာလို့ရှင်အလားတူပါပဲကျမတို့ဆယ်လာ company name ကိုပြင်ခွင့်မရှိပါဘူးကျမတို့ typing error ဒါပြင်ခွင့်ရှိပါတယ် ဥပမာအားဖြင့် AA Company LNTD မှာကျမတို့ AA Company LNTD ဒီကြံနေတာမျိုးကိုပြင်ဆင်ွင့်ရှိပါတယ်ဒါဆိုရင်ကျမအမှန်ပြန်ရိုက်ပြပါမယ်ဒါကတော့ဆယ်လာနိမ့်ပြင်ဆင်ခွင့်ရှိတာပေါ့နော်ဆယ်လာနိမ့်ကိုတော့ပြင်ဆင်ခွင့်မရှိပါဘူး typing error ကပြင်ဆင်ခွင့်ရှိတာပါ ောက်တစ်ခုကတော့ကျမဆယ်လာ address ကိုပြင်ပြပေးမှာပေါ့เนาะအဲ့ဒါဆိုရင်ကျမဆယ်လာ address ကိုရွေးလိုက်မယ်ရွေးပြီးလို့ရှင်ကျမ add ကိုနှိပ်မယ် add ကိုနှိပ်တာ ਨੇ ကျမဒီပုံစံလေးကြာလာမယ်ပေါ့เนาะသူလည်းအလားတူပါပဲကျမလို့ဒီဆယ်လာ address ကိုလုံးဝပြင်လို့မရပါဘူးကျမတို့ typing error ဒါပြင်လို့ရတာပေါ့เนาะအဥပမာအားဖြင့်အနံပါတ်23 JJJ China ဆိုရင် J တလုံးပိုရိုက်မိတာမျိုးဆိုရင်ဒါပြင်ဆင်ခွင့်ရမှာပါ။ ါးကတော့ seller address ပြင်ဆင်ပြင်ဆင်ပုံပြင်ဆင်နေပါအခုဒါကတော့ကျွန်မပြောပြပေးသွားတာကတော့အဲ country wide ဝင်ဆိုင်ပို့တော့လို့တင်ရက်ခေါ်ပါတယ် country origin input item seller country seller name seller address ပြင်ပုံပြင်နည်းပါ ဒီစက်ရုံနေအနေဖြင့်အပေါ်ပါကိုပြင်ဆင်တဲ့အကြောင်းအရာလေးပြင်ဆင်ပြီးပြီဆိုတော့ကျမတို့ new invoice upload ပြီးလို့ရှင် license upload balance upload ကိုတွဲပြရမယ် new invoice upload ဆိုတာကမိမိပြင်ဆင်လို့တဲ့ဒီ invoice အသစ်ပေါ့နော်မိမိပြင်ဆင်လို့တဲ့ invoice အသစ်ကိုပြန်လည်းတွဲပြရပါမယ် license upload ဆိုတာကတော့ကျမတို့ဒီမှာဆိုရင်ဒီမှာ license ရှိတယ်ပေါ့နော်ဒီ license နံပါတ်ရှိတယ်အဲ့ဒီ license ကြာ ကြာထားတယ်ဒီ license နဲ့ပဲကြာထားတဲ့ license ကိုဒါပြန်လဲတွဲပြရမှာဖြစ်ပါတယ် balance sheet ဆိုတာကတော့ကျမတို့ custom ရဲ့ zero balance sheet ကိုပြန်လဲတွဲပြရမှာဖြစ်ပါတယ်အမှန်ပြင်ဆင်တဲ့အခါမှာအဲဒီကျမတို့အနေဖြင့်ပေါ့နော် input item လုံးဝမတုံးရသေးတဲ့0 balance ဒါကျမတို့ပြင်ဆင်ခွင့်ရှိတာပါ ါ။ဒါဆိုရင်တော့ကျွန်မအမှန်ဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုကျွန်မအစအဆုံး example အနေနဲ့ပြင်ဆင်ပေးသွားတာပါ။အဲ့လိုပြင်ဆင်ပြီးလို့စစ်ပီပီလို့စစ်ပီပီပေါ့နော်မန်ကန်နေဆိုရင်တော့ကျွန်မတို့ apply ကိုနှိပ်ပေးရပါမယ်။ apply နှိပ်မှသာလျှင်ကျွန်မတို့ငွေဖြတ်တဲ့အဆင့်ကိုရောက်ရှိမှာဖြစ်ပါတယ်ရှင်။ apply ကိုနှိပ်လိုက်လို့ရှိရင်ပေါ့နော်ငွေဖြတ်တဲ့ပေါက်ကလေးကြာလာမယ်ကျမကတော့ testing ဖြစ်တုံလို့ပေါ့နော်ဒီငွေဖြတ်တဲ့အဆင့်ကတော့မပါနေဘူးပေါ့နော်မပါပေမဲ့လည်းကျမပြပြပေးသွားပါမယ် မတို့ apply လုပ်လိုက်လို့ရှိရင်ငွေဖြတ်တဲ့ဘောက်ခွဲကြလာမယ်ငွေဖြတ်တဲ့ဘောက်ခွဲကြလာလို့ရှိရင်ဒီ twin gun license ထောက်ခံကျဲရှောက်တယ်လို့မျိုးပဲအငွေဖြတ်တဲ့ဘောက်ထဲမှာအဒီကျမတို့အဆင့်ဆင့်နေပေါ့နော်ဒုက္ခနဲ့တိုင်လုပ်ပေးရမယ်အဲ့မှာဒီအမန်းဆိုရင်တော့အမန်းတစ်ဆောင်ကိုကျမတို့9000ဖြတ်ပေးရမယ်ပေါ့နော်ဒုက္ခနဲ့အဆင့်အဆင့်နေလုပ်လိုက်လို့ရှိရင်အဒီ MGM ဘက်ကိုရောက်သွားမယ်ပေါ့နော်ဒါကတော့ကျမ destiny road အဲ့အဆင့်မပါနေတာပေါ့နော်ခုဆိုရင်ဒါဒီအဆောင်ပေါ့နော်ကျမဒီနှစ် 1339အမှန်ပြင်ပြပေးသွားတာဆိုတော့အဲဒီပုံစံဆိုရင်ကျမတို့ဒီ MJME ဘက်ကိုရောက်သွားပြီပေါ့နော်ဒါဆိုရင် MJME ဘက်ကိုရောက်သွားပြီခုလောလောဆယ်မှာတော့အမန်းကတစ်ချိန်တစ်ခါပဲလို့လို့ရရပါသေးတယ်ပေါ့နော်အဲအကြောင်မလို့ဒီနားမှာအမန်းဆိုတဲ့စာသားလေးမပေါ်တော့တာပါရှင်တစ်စတဲ့မှာပဲ MJME ဘက်ကနေပြီးတော့ပေါ့နော်အမန်းကို reject ချရင်ဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် ဒါကတော့ကျမတို့ဒီ MJME ဘက်ကိုရောက်သွားပြီပေါ့နော် MJME ဘက်ကနေ reject ချလို့ရှိရင်ဘလို့ပြန်ပြင်ရမလဲဆိုတာပြောပြပေးသွားမှာပါအဲကျမတို့ဒီစက်ရုံဘက်ကတင်လိုက်လို့မှန်နေဆိုရင်တော့ကျမတို့ဒီ application ချက်ဆိုပြီးတော့ကျမတို့အဒီ MOC ဘက်ကိုပို့ပေးမှာပေါ့နော်တခုခုမြန်အဲကျမတို့ဒီဘက်ကပြင်ပြရတဲ့အမန်းနေပြင်ပေးလိုက်မယ်တခုခုမှားနေတယ်ပေါ့နော်ဒီ attach file နေအဲ ဒီမတွဲမိတာသို့မဟုတ်အတက်ဖိုင်တွေမှားတွဲမိတာမျိုးဆိုရင်လည်းကျမတို့ကဒီ reject ချရဲပေါ့နော်ကျမကွန်မန့်ရေးပြီး reject ချလိုက်ပါမယ်အဲဒါဆိုရင်တော့ကျမတို့ဒီ MJMB ဘက်က reject ချလိုက်ပြီပေါ့နော် reject ချလို့ရှိရင်ကျမတို့ amend application နဲ့ကိုသွားကြည့်မယ်သွားကြည့်ပြီးရင် reject by MJMB ဆိုပြီးပေါ်လာမယ်ပေါ့နော်ဆောင်းနေတော့ကျမချလိုက်တယ်1133ကိုအဲ့မှာကျမတို့ကွန်မန့်ကိုသွားကြည့်မယ် အဲ့မှာဆိုရင်စောနေတော့ကျမရေးလိုက်တဲ့ကွင်းမတ်ပေါ့နော်အဲ့ကွင်းမတ်ကိုကျမတို့ဖတ်ဖတ်ပြီးလို့ရှိရင်ကျမတို့တခုခုပေါ့နော်အပြင်လိုက်မယ်ပေါ့နော်ဥမာဒါပါလို့တရားခိုင်တော့ကော်တွင်မှားတယ်ဆိုရင်လည်းအဲ့မှာပြင်မယ်ပြင်ပြီးလို့ရှိရင်ကျမတို့ reapply ကိုနှိပ်လိုက်မယ်ပေါ့နော် reapply ကိုနှိပ်လိုက်လို့ရှိရင်အဲ့ကျမတို့ MGMA ဘက်ကိုရောက်သွားမယ်ပေါ့နော်